ကဲဒီမှန်ဝါလေးကိုမစခင်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုစိုက်နေတတ်တယ်ဆိုရင် channel လေးကို subscribe လုပ်ပြီး like and comment တွေလေးရေးပေးခဲ့ဦးနော်ဗီဒီယိုကိုကြည့်ရှုတဲ့အခါ VPN လေးခံပြီးကြည့်ရှုပေးနေရင်ကျွန်တော်ကိုလည်းတစ်ဖက်တစ်လန့်ကူညီရရောက်တယ်လို့ VPN နဲ့ကြည့်ရှုရင် like မကောင်းဘူးဆိုတဲ့တငယ်ချင်းများအတွက် VPN ကခဏဖွင့်ပြီးကျွန်တော်ဗီဒီယိုအစမှတက်လာတဲ့ကြောင့်များဟုတ်တာစက္ကန့်ပိုင်းနောက်ခဏကြည့်ပေးပြီး VPN ပြန်ပေးလေးလို့ရပါတယ်အဲ့ဒါလေးကိုတော့ကျွန်တော်အထူးတောင်းဆိုချင်ပါတယ်ခင်ဗျာကဲစလိုက်ကြရအောင်အရင်အပိုင်းမှာတော့ PayPal မြို့မှာရှိတဲ့ handler တွေကအထက်နဲ့စက်တစ်ကိုမဝင်ရောက်ခင်မှာတာဝါကနေ handler တွေကိုသူ့အလိုလိုဆွဲခေါ်တာကိုခံနိုင်ရပါတယ် chapter အစ အထက်နဲ့ဆက်တဲ့ကိုတောဖို့အတွက်တာဝန်ရဲကိုဆွဲခေါက်ခံလိုက်ရတဲ့ဟန်တာရီရောက်ရှိနေတဲ့နေရာကတော့လောကရီအားလုံးရဲ့ဗဟုသုတပေါင်းဆိုင်ရာစာကြည့်တိုက်မှာဖြစ်ပြီးတော့အဲ့ဒီစာကြည့်တိုက်ကိုဦးစီးနေတဲ့စာကြည့်တိုက်ခေါင်းဆောင်ဖြစ်တဲ့ တာဝါခန့်အပ်ထားတဲ့ Jedi တွေတယောက်ဟာလည်းဒီနေရာမှာတည်ရှိနေပါတယ်။အဲ့ဒီ Jedi အကောင်လေးကတော့တာဝါကိုတိုက်ရောက်နေစွာစစ်တီရောများကိုကျူးဆိုပါတယ်။တင်းရဲကိုတစလားအောင်းမီအားလုံးကိုစောင့်လာခဲ့တာပါ။ဒါပေမဲ့အခုတော့အဆင်ပြေသွားပါပြီ။ဘဝဆိုတာဟာတွေးဆမှုနဲ့စတင်ပြီးအဆုံးသတ်တဲ့လုပ်ငန်းစဉ်တစ်ခုဆိုပြီးတော့ဘာညာပညာပညာနဲ့ရှောက်ဖုံးနေခဲ့ရတယ်။ဘုံချလေးရောရောက်ချင်းပါပဲအဲ့ကောင်လေးကိုလှည့်ကြည့်လိုက်ပြီးတော့အဲ့အချင်း system ကလူမပြင်းအောင်ဖုံးကွယ်နေသော Jedi ရာစာကြည့်တဲ့ခေါင်းဆောင်မှာတင့်အားကျူးဆိုပါတယ်လို့ပြောပြလိုက်ပါတယ်။အဲ့အချင်း Jedi ရာကောင်လေးကနောက်တစ်ချိန်မေးဆက်နေခဲ့ပြီးတော့တာဝါရဲကိုအတင်းဆွဲခေါ်ခံရတဲ့ဟန်တာရီထဲမှာလေရီချိုးနေတဲ့ဟန်တာရီလည်းပါရှိနေပါတယ်။ တဲတဲအကောင်လေးရတယ်သူတို့ကိုမြင်သွားပြီးတော့အမလေးကျွန်တော်အတော်ကိုမတွေးမိလိုက်သလိုဖြစ်သွားတယ်ထင်တယ်လို့ပြောကဒီချိုးနေတဲ့လန်နဲ့မထင်မဲ့ပဲတာဝါရဲကိုဆွဲခေါက်ခံလိုက်ရတဲ့ကောင်စာအုပ်တွေနဲ့ကာပေးလိုက်ပါတယ်အဲ့ချင်းကိုဝင်းနဲ့ကတော့ကျဲတရားကောင်လေးကိုမင်းကဘာတူလဲပြီးတော့ဒီနေရာကပါလေကျဲတရားကောင်လေးရတယ်ကိုဝင်းနဲ့မိကုန်ပြန်ဖြေတဲ့အနေနဲ့အော် မင်းရဲ့ငကားနဲ့ခေါင်းဆောင်ကိုဝင်နေပဲငါအနှဲငယ်လေးကြီးရဲ့စာကြည့်တဲ့ကိုဦးစီးနေရတဲ့အမြင်မသိတဲ့အတုံးချခံတယောက်ပါမင်းနဲ့ရှင်ရင်တော့ငါတနည်းအားဖြင့်တုံးစားမရတဲ့အဘိုးပစ္စည်းတစ်ခုပါပဲကျွန်တော်ကဒီမှာမရှိသလိုဟန်ဆောင်ပေးနေပါလို့ပြောလိုက်ပါတယ်ကျေတရာလေးရဲ့စကားကိုဂုံချာလည်းအံ့ဩသွားပြီးတော့အနှဲငယ်လေးကြီးရဲ့စာကြည့်တဲ့တစ်ခုလို့မင်းပြောလိုက်တယ်နော်ငါအတွက်တော့စာကြည့်တဲ့လောကကြီးနဲ့ပိုပြီးနေဆက်နေသလိုပဲလို့ပြောလိုက်ပါတယ်အဲ့ချိန်ကျေတရာကောင်လေးကတော့ဂုံချာကိုကြည့်ပြီးအိုဟိုမင်းကတည်ခြင်းမင်းရင်ဖြစ်ရမယ်လို့ပြောကဂုံချာရဲ့အနားကိုကတ်လာပါတယ်ကျေတရာကောင်လေးကဂုံချာရဲ့အနားကိုကတ်လာတော့ဂုံချာလည်းသတိနဲ့နေနေတော့ကျေတရာကောင်လေးကလည်းဂုံချာကို အလောင်ကြီးတရီအတဲ့အနေထားနဲ့ဖြစ်နေစီရမလိုပါဘူး။ငါအားလုံးကိုဒီအတိုင်းကြိုဆိုတာပါ။ကျွန်တော်အတွက်တော့ဒီမှာရောက်နေတဲ့ဟန်တာရီအားလုံးကချီးကပြမော်ကုန်းနဲ့သွေးကောင်းနေလို့ပါပဲ။အဲ့ဒီစကားကိုကြားပြီး Viber တယောက်ကလည်းကြောင်းသွားပြီးတော့ချီးကပြမော်ကုန်းနဲ့သွေးကောင်းနေဟုတ်လား။ Viber မေးတဲ့မေးခွန်းကိုချက်တရကောင်းလေးကလည်းဒီလိုမျိုးပါလို့ဆိုကသူ့ရဲ့အစွမ်းနဲ့စာအုပ်နှစ်အုပ်ကိုထုတ်ပြလိုက်ပြီးတော့စာအုပ်တအုပ်မှာတော့ Elgin Empire ဤသမိုင်းဝယ်အရေးကြီးမှတ်တမ်းများစာအုပ်ဖြစ်နေပါတယ်။စာကြည့်တဲ့ခေါင်းဆောင်ချက်တရလေးကလည်းကျွန်တော်ရဲ့ဝါသနာစာအုပ်ဖတ်တာလေ။ဒါပေမဲ့ကျွန်တော်ရဲ့စာကြည့်တဲ့နေရာမှာစုဝေးရောက်ရှိနေတဲ့စာအုပ်တွေကတမန်စာအုပ်တွေတော့မဟုတ်ဘူး။ဒီစာအုပ်တွေဟာ ာဝါထဲမှာရှိနေတဲ့ကမ္ဘာလောကအကြောင်းတွေပဲမင်းတို့တမိုင်းအကြောင်းနဲ့ပတ်သက်နေတဲ့စာအုပ်တွေမရေမတွန့်နိုင်တဲ့စစ်တီတော်တွေထဲကမှဘာကြောင့်မင်းတို့ပဲဆင့်ခုတ်ခံရတယ်လဲဆိုတာကိုတွေးမိမှာပါအကြောင်းအရင်းကတော့အတော်ရိုးရှင်းပါတယ်မင်းတို့ရဲ့ကမ္ဘာမှာမင်းတို့ကသာကာရိုက်တာဇာတ်ကောင်တွေအရာနာမည်ရထားတဲ့သူတွေဖြစ်လို့ပဲအခုဒီမှာစူဝေးပြီးရောက်ရှိနေတဲ့လူပေါင်း300နှစ်ယောက်ဟာဒုတိယနာမည်တွေနဲ့စစ်တီတော်တွေဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်အဲစကားကိုကြားလိုက်ရတဲ့ကိုဝင်းနဲ့ကတော့ဆောင်းရန်တင်းသွားပြီးဒုတိယနာမည်ရထားတဲ့သူတွေပဲဆင့်ခုတ်ခံရတယ်လေလားကျန်တဲ့သူတွေအားလုံးကရောနေပါဦးဒီမှာရှိနေတဲ့လူတွေပဲတာဝါရှင်းတဲ့အထိပါဝင်ရမှာလားလို့အော်ကြီးမေးလိုက်ပါတယ် ကျေတရကောင်းလေးကတော့စိတ်ချပါမင်းတို့ကလူ300ထင်းနဲ့အဲကန်အင်ပါယာကိုကာကွယ်နိုင်ခဲ့တယ်နော်မင်းတို့ကလူ300ရထားတယ်ငါကလူတရာထက်ဆောင်ရင်အများကြီးပူပါတယ်အဲ့တော့ငါပြင်ဆင်ပေးထားတဲ့ state တွေကိုအအောင်မြင်မြင်လုပ်တဲ့နေရာမှာအခက်အခဲမရှိတော့ပါဘူးလို့ပြောလိုက်ပါတယ်အဲ့အချိန်ကိုဝင်းနောက်ကတော့အနေငယ်တူဝေသားနဲ့နှုတ်ဖိတ်နေခဲ့ပြီးတော့ဘုံချာလဲဒီအချိန်တွေကိုမြင်မြင်လေးအဆုံးသတ်ပေးပါစာကြည့်တိုက်ကောင်းဆောင်တကယ်တက်ရှိလူတွေကိုမြင်လိုက်ရလို့မင်းစိတ်လှုပ်ရှားနေရဆိုတာနားလေပဲမယ်မတို့ကတာဝါကိုအမြန်တက်ချင်နေပြီလို့ပြောလိုက်ပါတယ်အဲ့အချိန်ကျေတရကောင်းလေးကတော့အော်ဟုတ်သားပဲမင်းတို့အားလုံးနဲ့ဆောင်ကြတာအရင်စိတ်ပြောသွားလို့ cost ကိုပေးဖို့တော့မေ့သွားတယ် ။ဒါပေမဲ့အားလုံးကိုစကားနဲ့ရှင်းပြနေရတာဘိုင်းရဲ့အကြိုက်တော့ဟုတ်မနေဘူးလို့ပြောကသူ့ရဲ့အစွမ်းနဲ့စာကြည့်တဲ့မှာရှိနေတဲ့စာအုပ်တွေအများကြီးတွေကမှစာအုပ်အနှဲငယ်ကိုဆင့်ခေါ်လိုက်ပါတယ်။ကျေတာရကောင်းလေးကတော့စာအုပ်တအုပ်ချင်းစီကိုရွေးနေပြီ။ဒီစာအုပ်တွေကဘယ်တစ်ခုကများမင်းတို့အားလုံးကိုကဘာမြေဆွဲရမှာတတ်ရှုနိုင်အောင်လုပ်ပေးမလဲသိချင်ပြီဒီစာအုပ်မှာပါတဲ့ကဘာကြီးရဲ့နောက်ဆုံးပြက်ကတ်ကအတော်ပြင်းဖို့ကောင်းတယ်ပြီးတော့ဒီတစ်ခုကလည်းအတော်တင်ငင်လုံးနဲ့အာဟုတ်ပြီဒီတစ်ခုနဲ့ဆိုတော့ဥပမာပြလို့ရပြီလို့ဆိုက ချိုးပြီးတရိပ်ပေးထားမယ်နော်လို့ပြောပြီးစာအုပ်တအုပ်ကိုအသက်သွင်းပြီးသူ့ရဲ့အစွမ်းနေနဲ့ဆွဲဖွင့်လိုက်တဲ့အခါဒါကမင်းတို့ပဲခန်းစားသိရှိနိုင်တာမလို့တိတ်ပြီးမလန့်သွားနဲ့လို့ပြောလိုက်ပါတယ်။အဲ့အချင်းစာအုပ်ထဲမှာမြင်လိုက်ရတဲ့ကဘာကတော့အတော်ချောက်သွေးနေခဲ့ပြီးတော့ပျက်စီးယိုယွင်းနေခဲ့ပါတယ်။ဟန်တာရီအားလုံးကလည်းလေပေါ်မှာဝဲနေပြီးတော့ကျေတရာကောင်လေးကလည်းသူတို့နဲ့ပါလာပြီးငါကစာကြည့်တဲ့ကောင်ဆောင်ဒါပေမဲ့ခုနကပြောခဲ့သလိုပဲငါစာကြည့်တဲ့ထဲမှာစူဝေးရောက်ရှိနေတဲ့မှတ်တမ်းတွေဟာတာမန်စာအုပ်တွေတော့မဟုတ်ဘူး။ ဘဟုတုတ္တအလုံးပေါင်းစုံရစာကြည့်တတ်ကြီးအဲ့ဒီနာမည်အတိုင်းပဲမရွေမတက်နိုင်သောလောကကဘာတွေကိုမှတ်တမ်းတွေယူထားခဲ့တဲ့စာကြည့်တတ်တစ်ခုပဲအခုငါခြင်ထားတဲ့စာအုပ်နောက်ကမင်းတို့ရှင်းခဲ့တဲ့ကဘာလောကတစ်ခုဖြစ်နေပြီပြီးတော့အခုမင်းတို့ပိုင်ဆိုင်ထားတဲ့ကဘာတစ်ခုလည်းဖြစ်သွားပြီဒီစာအုပ်တွေကိုခေါ်ဝေါ်လို့ရတာတွေအများကြီးရှိတယ်တချို့ကတော့ရှေးကပြမော်ဝင်လို့ခေါ်တယ်တချို့ကတော့တမိုင်းဝင်အရေးကြီးမှတ်တမ်းများလို့ခေါ်ရတာကိုပူကြိုက်တယ်နေ့စဉ်မှတ်တမ်းတွေဒါမှမဟုတ်မှတ်တမ်းရှိတမိုင်းလို့လည်းခေါ်တဲ့သူတွေရှိတယ်ဒါပေမဲ့ငါကတော့ငါကြိုက်တဲ့ကိုပိုင်အခေါ်ဝေါ်လေးတစ်ခုတော့ရှိတယ်လို့ပြောကစာကြည့်တဲ့ခေါင်းဆောင်ချေတာယာခေါင်းလေးကသူ့ရဲ့ကိုပိုင်အခေါ်ဝေါ်ကိုပြောပြလိုက်ပါတယ် ဒီစာအုပ်တွေအပေါ်ကိုတူပေးထားခဲ့တဲ့နာမည်ကတော့ Apocalypse လို့အမည်ရပြီး Apocalypse ရဲ့အဓိပ္ပာယ်ကတော့လောကကြီးရဲ့အဆုံးသက်ဒါမှမဟုတ်ကမ္ဘာပျက်စီးခြင်းကိုပြောတာပါ။နောက်တနည်းနဲ့ပြောရမယ်ဆိုရင်တော့ပြက်ကတ်သမိုင်းလို့ခေါ်လို့ရပါတယ်။တကယ်ချင်းတို့ပြောချင်တာတွေတခုရှိပါတယ်။ဒီထဲမှာ Apocalypse ကို Apocalypse ဆိုပြီးတော့သုံးထားမိပါတယ်။အဲအတော့ကြောင့်တီးခတ်ပြီးတော့ကြည်ပေးချက်ပါအောင်နော်။ကဲ chapter လေးကိုပြန်ဆက်ရမယ်ဆိုရင်တော့အဲအချိန်စာချစ်တဲ့ chapter ရကောင်လေးကတော့မင်းတို့ရဲ့ Apocalypse တွေကတော့မင်းတို့အကြိုက်အားတန်ရအတွဲလိုက်ကြလာလိမ့်မယ်။ရှီလီရတဲ့ရှီပင်မိတ်ဆက်စကားတခုလည်းဖြစ်ရင်ဖြစ်မယ်။အခုမင်းတို့ဟာတာဝါအောင်နည်းနည်းတက်လာပြီဆိုတော့ ငါအတွက်လည်းနောက်ဆုံးစိတ်ဝင်စားစရာကောင်းတဲ့ဖက်ဆရာစာအုပ်တွေရှိလာခဲ့ပြီဒါပေမဲ့ Apocalypse ရဲ့တမိုင်းရောင်းအတွဲတွေကချောချောမွေ့မွေ့ဖြစ်နေမှာတော့မဟုတ်ဘူးလို့ပြောကသူ့ရေးချယ်ပြီး Hanari ကိုပြလိုက်တဲ့ Apocalypse စာအုပ်ရဲ့ တမိုင်းကျောင်းကဘာပြက်ကိဟဘလို့လဲဆိုတာကိုပြပြနေပါတယ်။ကျေတာယာကောင်လေးကလည်းဖြတ်သိမ်းခံရခြင်းဆိုတဲ့အရာကြီးကိုရင်ဆိုင်ရပြီးအဆုံးသတ်သွားတဲ့ Apocalypse တွေအများကြီးရှိတယ်။ဒီကဘာတွေမကောက်ဘူး။ဒီလိုမျိုးကဘာတွေလည်းအများကြီးရှိနေတယ်။ဖြတ်သိမ်းခံလိုက်ရတဲ့အရင် Apocalypse ရဲ့စာအုပ်အကြောင်းအရင်းကမီးဖြစ်နေခင်ဒီ Apocalypse ရဲ့ဖြတ်သိမ်းခံရခြင်းအကြောင်းအရင်းကလည်းရေဖြစ်နေလိမ့်မယ်။ဆိုလိုချင်တာကပထမစာအုပ်မှာမီးတောင်ပေါက်ခွဲပြီးကဘာပြက်သွားခဲ့ရင်နောက်ထပ်စာအုပ်မှာပထမကဘာနဲ့မတူဘဲနောက်ကဘာတစ်ခုမှာကဘာကြီးတစ်ခုလုံးရေဖြိုးအုပ်ပြီးကဘာပြက်သွားတာလည်းဖြစ်နိုင်တယ်လို့ပြောချင်တာပါ။ကျေတာယာကောင်လေးကလည်းထပ်ပြီးတော့ဝမ်းနေစရာကောင်းတယ်မဟုတ်လား။ဒီ Apocalypse ရဲ့စရိုက်တွေဟာ မင်းတို့လိုပဲအသက်ရှင်ခဲ့ကြတယ်။ဒါပေမဲ့တင့်လျော်ရဲ့ကောက်ချက်ချတဲ့ညီကိုမရောက်နိုင်ခဲ့မှာ။ဒါမှမဟုတ်ခန်းထားတဲ့အဆုံးသတ်ဖြစ်မလာခင်။မတရားတဲ့အကြောင်းရင်းကြောင့်အားလုံးအဆုံးသတ်ခံခဲ့ရတယ်။ဒီအရာကိုကဘာပြချင်းဒါမှမဟုတ်ဖျက်သိမ်းခံရခြင်းလို့ငါခေါ်ဝယ်တယ်လို့ပြောလိုက်ပါတယ်။ကျေတာရကောင်လေးကလည်းဒါပေမဲ့မင်းတို့ကတော့တအားလောကကြီးရဲ့အဆုံးသတ်ကဘာကြီးရဲ့အဆုံးသတ်လို့ခေါ်ရတာပိုကြိုက်မထင်တယ်လို့ပြောကဟန်တာရီအားလုံးကသူ့ရဲ့စာကြည့်လိုက်တယ်ကိုပြန်ခေါ်လာခဲ့ပါတယ်။အဲ့ဒီအချိန်ဆန်ရှေကြီးကတော့ဂုံချောက် သူတို့အန်ချတာလည်းအန်ဟောစရာမရှိပါဘူး။မင်းတို့လိုတမ်းမန်လူတွေလိုက်မမိနိုင်တဲ့စာမျက်နှာတွေကိုချိန်မီချိန်မီအပြခံလိုက်ရတာလေးလို့ကုံချောက်ပြောနေပါတယ်။အဲ့အချင်းစာကြည့်တဲ့ခေါင်းဆောင်ချက်တရားလေးကတော့မင်းတို့ကိုပေးမဲ့ quest ကရိုးရိုးလေးပါ။ဖြတ်သိမ်းခံလိုက်ရတဲ့ apocalypse တွေကရှစ်တွဲကိုရွေးပါ။ဆိုလိုချင်တာကကြာဆုံးပျက်စီးသွားလေတော့ကဘာတွေတဲ့ကရှစ်ခုကိုရွေးပါ။ဖြတ်သိမ်းခံလိုက်ရတဲ့ apocalypse တွေကိုငါအဆုံးထိဖတ်ကြည့်ခြင်းတယ်။ဆိုလိုရင်ကြာဆုံးပျက်စီးသွားတဲ့ကဘာတွေရဲ့ဇလန်းတွေကိုအများကြီးမြင်ချင်သေးတယ်။ကျေတာကောင်လေးရလေကုံချောက်လက်ညှိုးထိုးပြီး apocalypse အတွဲရှစ်တွဲတဲ့ဝင်ပြီးဖြတ်သိမ်းခြင်းကိုခံရမဲ့ apocalypse တွေကိုကဲတင်ပါ ဆိုလိုချက်ကတော့ကဘာရှိခုကိုဝင်ပြီးအဆုံးသတ်မဲ့အရေးကိုကယ်တင်ပေးပါဒါကအားလုံးကိုပေးချင်တဲ့ quest ပါပဲလို့ပြောလိုက်ပါတယ် quest အမီကဘာလောကတစ်ခုကိုပြန်လည်ဖန်တီးပါတွဲတက်ခက်ခဲမှုအဆင့်ရတော့မဆုံးဖြတ်ရသေးပါဘူးရည်ရွယ်ချက်မရေမတက်နိုင်တဲ့ကဘာတွေရှိနေခဲ့ပြီးတော့မရေမတက်နိုင်တဲ့အဆုံးသတ်တွေလည်းရှိပါတယ်သင်တို့အခုမြင်တွေ့နေရတဲ့ကျေတာရကောင်လေးကဒီလိုမထင်မဲ့ပဲပြတ်ဆုံးလိုက်ရတဲ့ကဘာတွေကိုဖျက်သိမ်းခံရခြင်းလို့ခေါ်ပေါ်ပါတယ်ဒီစာကြည့်တဲ့ကကျေတာရကောင်လေးဟာမတရားသောအကြောင်းရင်းတွေကြောင့်ဖျက်သိမ်းခြင်းကိုရင်ဆိုင်ခဲ့ရတဲ့ကဘာတွေအဲ့ဒီကဘာမှာရှိနေတဲ့ပုံမြင် တမိုင်းကြောင်အတိုင်းဆက်သွားတာကိုမြင်ချင်နေပါတယ်အခုအရင်ဆုံးလောက်ရမှာဖြတ်သိမ်းခံလိုက်ရတဲ့အဖော်ကူလက်စ်တွေအများကြီးရှိတဲ့ထဲမှာအခုတည်းကနေအတွဲတစ်ခုကိုရွေးချယ်ပါတင်တို့တွေကအဲ့ဒီကဘာကိုကယ်တင်ရမှာဖြစ်ပြီးတော့အောင်မြင်အဲ့ဒီကဘာဟာတင်တို့ရဲ့အထက်20နှစ်အဖြစ်စီးရင်သွင်းခံရမှာဖြစ်ပါတယ်သို့တော့အခု PL လိုက်တဲ့ quest ကိုမအောင်မြင်ရင်တော့အထက်20နှစ်ကပွင့်လာမည်မဟုတ်ပါလို့ system ကွက်စ်ကိုကြီးညာလိုက်ပါတယ်ကြေတာရကောင်လေးကတော့ကပန်းပြက်ကိန်းတွေကိုလိုက်ပြပြီးဟန်နာရီအားလုံးကိုစားကြည့်လိုက်တဲ့ကိုပြင်ခေါ်လာတဲ့အခါမှာတော့ဟန်နာရီကအော့အန်နေတာကိုမြင်တွေ့နေရတော့ကိုအန်ထားတာကိုကိုရှင်းကြနော်ဒါကအခြေခံယဉ်ကျေးမှုပဲ စာကြည့်တဲ့ရဲ့တန်ရှင်းတဲ့ရေးဟာတီးတန့်ရွေးချယ်ခန့်အပ်ထားတဲ့အဖွဲ့တွေရဲ့အားထုတ်မှုကြောင့်အသွွန်ရှင်နေတာပါလို့ပြောလိုက်ပြီးတော့ဒီစာကြည့်တဲ့တဲမှာရှိနေတဲ့စာရွက်အစီအကဏ်တွေကလည်းဟန်တာတွေကိုလက်ဖေးကြီးကွက်တွေနဲ့အိုက်ခံမှုရောက်လာကြပါတယ်။ဘုံချာလည်းအစီအကဏ်တွေကိုမြင်ပြီးအဲ့ဒါစာမျက်နှာမှတ်တာတွေမှတ်လိုက်လို့မေးလိုက်တော့ကျေတာရကောင်လေးကလည်းသူတို့တွေကစာမျက်နှာမှတ်တဲ့အစီအကဏ်လေးတွေလေသူတို့တွေကအထက်30ကိုရှင်းပြီးရဲ့အထိမင်းတို့ရဲ့အပားတော်အမြဲတွေဖြစ်နေလိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲ့အချိန်ကိုဝင်နှက်ကလည်းသူတို့တွေကမကောင်းဆိုးမွန်စတာတွေဖြစ်နေစေမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါမှာတော့ကျေတာရစာကြည့်တဲ့မူကလည်းအဲ့လိုမြင်လင်ရပါတယ်လို့ပြန်ပြောလိုက်ပြီးတော့ဒီမှာရှိနေတဲ့အချိန်အတွင်းမှာ မင်းတို့စိတ်ထဲမှတ်ထားမှာတစ်ခုနှစ်ခုရှိတယ်ရင်စုံငါခွင့်ပြုချက်မရှိပဲဘယ်စာအုပ်ကိုမှမထိနဲ့စာအုပ်တွေကငါသွေးနဲ့ချွေးနဲ့ရင်းပြီးစုလုံးခဲ့ရတဲ့ဟာတွေဒီစာအုပ်တွေဟာစัจ java လာကြီးတစ်ခုလုံးမှာတတွဲတည်းတည်ရှိနေတဲ့အမိုင်းပြက်ကတ်တွေမှလူပဲလို့ပြောလိုက်ပါတယ်အဲ့အချိန်လူတယောက်ကတော့ဘောပဲလို့ထောက်အောင်ဆဲပြီးတော့ကျေတာရကောင်လေးကိုကြည့်ပြီးရေစရာကောင်းလိုက်တာနောက်ဆုံးတော့မင်းလည်းမကောင်းဆိုးဘော့စ်တက်တက်ပဲမှတ်လာလို့မေးလိုက်ပါတယ်အဲ့အော်ဆဲနေတဲ့ဟန်တာကလည်းဟေးမင်းတို့ရဲ့လက်နက်တွေကိုယူကြ quest တွေဘာတွေလုပ်မနေနဲ့ဒီခွေးမသားကိုတက်လိုက်ုံနဲ့အထက်30ကိုရှင်းနိုင်တယ် ဒီတည်ခြင်းမင်းရဲ့ဆိုလားဘာဆိုလားအဲ့ဒီကောင်တော်မှအထက်ဆက်ကိုသူတယောက်တည်းရှင်းခဲ့တာဒီတော့ငါတို့ကလည်းဒီလိုကျွတ်ဆုပ်ကောင်အလွယ်လေးရှင်းနိုင်မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်ဟန်တာတချို့ကတော့ဂုံချောက်ကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်နေပြီးတော့ငါတို့ကမလုံနိုင်ဘူးလို့ဘသူကပြောလဲခွာဆိုပြီးပြောနေပါတယ်လက်နဲ့တွေကိုထုတ်ကင်ပြီးကြက်တားရောတတ်ဖို့ဥဆောင်နေတဲ့ကောင်ကတော့မင်းတို့ကောင်လေမဟုတ်သေးဘူးမင်းတို့ထိတ်တန်းအဖွဲ့ငါးဖွဲ့လုံးတော့ကိုစုံနေမင်းတို့တွေကအထက်ဆက်တက်ကနေအထက်နှက်ဆက်အထိလော်ဝကြီးအုပ်ပြီးရှင်းတော့ခဲ့တာကိုငါမနစ်မြုပ်ခဲ့ဘူးမင်းတို့ကောင်တွေကဒီလိုကျွတ်ဆုပ်ကောင်ကိုရွေးထုတ်လာပြီးတော့သူရဲကောင်းလို့လို့ဘာလို့လို့နဲ့ပုံသွင်းနေကြတယ်လို့ပြောနေပါတယ် ကဝင်နဲ့ကလည်းမိကိုနဲ့ဘသူ့ကိုစကားလာပြောနေတယ်ထင်လဲလို့ဒေါသရီထွက်နေချိန်မှာပဲဘုံချာကတော့ကဝင်နဲ့လက်ကိုကန်လိုက်ပြီးဒေါသကိုထိမ်းမှာကဝင်နဲ့ကလည်းမဟုတ်သေးဘူးသူချင်းပြင်ဒီကုံတွေကိုဒီတန်းလှထားရင်သူတို့ကလို့ပြောနေချိန်မှာပဲဘုံချာကတော့အခုဖြစ်ပျက်နေတဲ့အရာတွေအကုန်လုံးကိုဓာတ်ရိုက်ထုတ်လွှင့်နေတယ်လို့ပြောလိုက်ချိန်မှာပဲကဝင်နဲ့လည်းဘာဆိုကြီးကြောင်သွားပါတယ်ဘုံချာတိောက်ငါမင်းလို့ပြည့်စင်နေဆိုတဲ့စကေးကိုမရခင်အချိန်တုန်းကဒီလိုအကြောင်းအရာတွေကို तू ကသိနေပြီးသားမဟုတ်လို့ ပုံချလဲကိုဝိနက်ကိုဟိုလိုဂရမ်ပုံစံတန်လိုမျိုးမျိုးလေကောင်မှာအဲ့ဒါကိုဓာတ်ရိုက်ထုတ်လွှင့်နေတယ်။အခုကျေတရာပြောခဲ့တယ်မှလန်ကျွန်တော်တို့တွေကကာရိုက်တာဆက်ဆောင်နေနဲ့ဘာမှမထူကြဘူး။ဒီတော့ကျွန်တော်တို့လိုဆက်ဆောင်တွေကိုစောင့်ကြည့်နေတဲ့ဗီဇာဆပ်ဖက်သူတွေလည်းအပြင်မှာရှိနေလိမ့်မယ်။အခုအချိန်မှာမကောင်းတဲ့အမြင်တွေကိုမြင်သွားစေမယ်ဆိုရင်လူတွေတစ်တလုံးကအဲ့လိုမှတ်မိနေကြလိမ့်မယ်လို့ကိုဝိနက်ကိုတတိပေးလိုက်ပါတယ်။အဲ့ကျမှကိုဝိနက်လည်းအနေငယ်စဉ်းစားသွားပြီးတော့သိပြီ။ဒီတော့ဒီစတိတ်ကိုဒီတစ်ခေါက်ဘယ်လိုရှင်းရမလဲဆိုတာကအရေးကြီးတယ်။ပုံချလဲဟုတ်တယ် ကျွန်တော်တို့တွေကခန္ဓာနဲ့စာကြည့်တဲ့လူခေါ်တဲ့နေရာတစ်ခုတည်းကိုရောက်နေပြီသားဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ပြောနေချိန်မှာပဲကျိုးစိုးပါတဲ့တည်ခြင်းမရင်အထက်20ကိုရှင်းလင်းထားတဲ့စုလက်ကိုလက်ခံရရှိနေပါတယ်လို့စစ်တမ်းအကြီးညာနေပါတယ်။ဂုံချာအထက်20ကိုရှင်းခဲ့တဲ့အတွက်ရရှိလိုက်တဲ့စုလက်တွေကတော့ Oman State စုလက်တွေဖြစ်ပြီးတော့အလှနှစ်ဘုရားကြီးကောင်းကြီးပေးခြင်းကိုခံရပါတယ်။အထက်21ကနေအထက်30အထိ Hunter Character များကြီးအကျိုးရှိစေမယ့်အားသာချက်များကိုစစ်ဆေးနိုင်ပါတယ်။နောက်စုလက်တစ်ခုကတော့ဖုံးပွင့်နေသော State စုလက်ဖြစ်ပြီးတော့တင့်အားမွေးနှဖျားမှာကောင်းကြီးပေးလိုက်ပါတယ်။အထက်21ကနေအထက်30အထိ အန်ဒါကရိုက်တာများ၏စိတ်တဲ့နှလုံးသားကိုစစ်ဆေးကြည့်ရှုနိုင်ပါတယ်လို့စစ်တမ်းကပြောပြလိုက်ပြီးတော့ဂုံချာကလည်းကွက်တီပဲငါလိုနေတဲ့ bonus အပိုစုတွေကြီးပဲလို့တွေးနေပါတယ်ဂုံချာကလည်းစုနှက်နှစ်ခုကိုရရချင်းပဲငါဒီစုလက်တွေကိုစမ်းကြည့်တဲ့နယ်လို့တွေးကကဝေနဲ့ကိုစိုက်ကြည့်လိုက်ပြီးတော့ကရိုက်တာဝင်းဒိုးဆိုပြီးပေါ်လိုက်ပါတယ်ကဝေနဲ့ရဲ့ကရိုက်တာဝင်းဒိုးကတော့နှစ်သက်သောအမျိုးအစားအချစ်ရေးမနှစ်သက်သောအမျိုးအစားတမိုင်းချောင်းနှစ်သက်သောကရိုက်တာများမြင်းမော်မှာဆွဲမက်စစ်သောမင်းသားပြီးတော့လူငယ်ကောင်လေးတွေဘာအောင်မှဆော့ကီယူမဆိုင်တဲ့ reflect လိုကောင်တွေပြီးတော့ဦးကြောင်ကြောင်ကောင်လေးတွေကိုနှစ်သက်ပြီးတော့သူမနှစ်သက်တဲ့ character တွေကတော့ အယူပေါင်းတွေစစ်တီတော်တွေနိုင်ငံရေးသမားတွေနဲ့တုံးမကျတဲ့အမျိုးသမီးဆက်ဆောင်တွေဖြစ်ပါတယ်။အဝေးနဲ့နှစ်သက်သောဆက်ညွှန်းတွေကတော့အကျွေးပြန်ဆက်ခြင်း၊ဥမှုကောင်းမွန်ခြင်းကိုဖြစ်စေဖို့သတိမှုအသေးလေးပြုလုပ်ခြင်းတို့ဖြစ်ပြီးတော့မနှစ်သက်တဲ့ဆက်ညွှန်းတွေကတော့အမေရိကန်ဘဝတစ္ဆာဖောက်ခြင်းပြီးတော့အမျိုးသမီးဆက်ဆောင်မှာနားလည်မှုလွဲတဲ့ဆက်ညွှန်းတွေကိုမနှစ်သက်ပါဘူး။အခုလက်ရှိမှာကိုဝေးနဲ့စိတ်ထဲမှာတော့တကယ်လို့များမတော်ရီကတကယ်ပဲဘေဘီလုံးမှာတရားလွှင့်ခံနေရတယ်ဆိုရင်အခုကနေစပြီးတည်တည်တပ်တပ်ပြုတ်မှုတက်ဖို့လိုလာပြီအထက်ရှင်းတာကဒုတိယပန်းနဲ့ဒီလိုသာဆိုရင်တော့ဦးနောက်အရှိဆုံးပြူကနီးကတော့တွေးနေခဲ့ပါတယ်အဲ့လိုမျိုးကိုဝေနဲ့ရဲ့အတွင်းနဲ့ ကဝင်းနဲ့နှစ်သက်တဲ့အကြောင်းအရာတွေကိုသူရထားတဲ့စုလက်တွေကိုစမ်းသပ်ပြီးကြည့်နေတဲ့ဂုံချာကိုတော့ကဝင်းကတစ်ချက်ပြန်ကြည့်လိုက်ပြီးဘာဖြစ်လို့ငေါ့အဲ့လိုမျိုးလားကြည့်နေရလဲလို့မေးလိုက်ပါတယ်အဲ့အချိန်ဂုံချာကတော့အရန်ကိုလမ်းဖြန်သွားပြီးတော့ဂုံချာအနောက်ကဆန်ရှေကြီးကလည်းအားရပါရညီမောနေပါတယ်ဂုံချာလည်းအဲ့လိုမဟုတ်ပါဘူးလို့ပြန်ပြောနေပြီးတော့ကဝင်းကလည်းဩဒါဆိုလဲအဲ့လိုမဖြစ်ဖို့ပဲမျှော်လင့်ပါတယ်ဒါပေမဲ့တခုခုဆိုငေါ့ကိုပြောနေလို့ဂုံချာကိုပြောနေပါတယ်ဆန်ရှေကြီးကတော့အားရပါရညီနေပြီးညင်းမောကဆွဲမက်စေတဲ့မင်းသားတွေလားအဲ့ဒီအသက်ရွယ်ကြီးနဲ့မင်းသားတွေလားအဲ့ကောင်ဆိုမီမင်းသူ့အတွက်မင်းစည်းပြလိုက်လို့စကွက်ပြောင်းနေပါတယ်ဆန်ရှေကြီးကလည်းဂုံချာကိုထပ်ပြီးတော့မဟုတ်သေးဘူး ဟီးရိုးတူရဲ့ကောင်တယောက်မင်းသားဖြစ်လာဖို့လိုတာတရပူမဟုတ်ဘူးလားပြီးတော့မင်းကိုမင်းဟီးရိုးဆိုပြီးတော့လည်းမင်းပဲပြောခဲ့တယ်လေလို့စောက်ကွက်ပြောင်းနေပြီးတော့ဂုံချာတော့ဆန်ရှီကြီးကိုတင်းသွားပြီးဆန်ရှီကြီးရဲ့ character window ကိုဖွင့်ကြည့်နေပါတယ်ဂုံချာတယောက်ဆန်ရှီကြီးရဲ့ character window ကိုကြည့်လိုက်တဲ့အချိန်မှာတော့နှစ်သက်တော်အမျိုးသားကိုခန့်ပညာရဲ့မနှစ်သက်တော်အမျိုးသားကိုခန့်ပညာကလွင့်အားလုံးကိုမနှစ်သက်ဘူးနှစ်သက်တော် character များယောက်ျားဆန်ရင်အလုံးအကျုံဟန်ရေးပြသူများပြိုင်ဘက်များမိခင်များမနှစ်သက်တော် character များအားနည်းသောသူများကပားရပါကောင်းများဆန်ရှီနှစ်သက်တဲ့ဇနီးတွေကတော့အောင်ပွဲဆိုတဲ့အရာ စိတ်ကိုလန်းဆန်းစေတဲ့ဇာတ်လမ်းတွေနဲ့မနှစ်သက်တဲ့ဇာတ်မျိုးတွေကတော့ကျုံပွဲဆိုတဲ့အရာပြီးတော့ကက်စီနိုတဲ့ဇာတ်လမ်းတွေကိုမနှစ်သက်ပါဘူးအခုလက်ရှိဆန်ရှီကြီးရဲ့စိတ်ထဲမှာတော့အဘောလိုပဲပူဆုလက်တွေကငါ့ကိုတော့ဖက်ပြေးမှမဟုတ်တော့ပါဘူးဟုတ်တယ်မှတ်လားလို့တွေးနေခဲ့ပါတယ်။ဘုံချာလည်းဆန်ရှီကြီးကိုစိတ်ထဲကနေမိကြီးများတယ်လားဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဆန်ရှီကြီးကလည်းဟိတ်ကောင်ဟိတ်ကောင်ငါမင်းကိုတတ်မယ်အခုချင်းချင်းပြိတ်လိုက်စမ်းပြီးတော့မင်းအုံနောက်တွေကအကြောင်းအရာတွေကိုထုတ်ပြလိုက်စမ်းဘိုးကောင်ငါမင်းကိုတကယ်တတ်မှာနော်ပြီးတော့မင်းရဲ့တငယ်ချင်းအဖြစ်နဲ့လည်းဆက်မနေတော့ဘူးလို့ဒေါသတွေထွက်နေခဲ့ပြီးတော့ဘုံချာလည်းစိတ်ထဲကနေ အဲ့ဒါဆိုလဲကောင်းပြီလေအထက်30ရောက်တဲ့အထိဘာမှပြန်မပြောပဲကျွန်တော်ကခေါင်းငုပ်ပြီးဆက်ဆက်မဟုတ်ရင်တော့အချိန်ရတိုင်းမှာစိတ်နှလုံးသားဝင်းတို့ကိုဖွင့်ပြီးကြည့်ပြမယ်လို့ပြောလိုက်ပါတယ်ဆန်ရှိရဲ့လည်းကုံချောက်တော်တော်တင်းသားပြီးမင်းဆောက်ခွေးမှသာလို့ဆဲနေပါတယ်အဲ့အချိန်တက်ပတ်မှလဲကျေတော်ရကောင်လေးကိုတိုက်ဖို့ပြင်နေတဲ့လူတွေကတော့ဟုတ်တယ်အခုငါနဲ့လိုက်လာတဲ့လူတွေအားလုံးအတွေ့ကောင်းတယ်ဒါလောက်လူအများကြီးနဲ့ဆိုရင်ဒီလို boss ကောင်လောက်ကတော့ဘာမှမဟုတ်ဘူးလို့ပြောနေခဲ့ပြီးအဲ့အချိန်မာကတ်ကြီးကတော့မလိုက်တာဒီကျေတရကငါတို့ကိုအခုလေးနဲ့ကဘာအမျိုးမျိုးရဲ့အဆုံးသတ်တွေကိုပြသခဲ့တာမေ့နေပြီလားသူသာဆန္ဒရှိရင်အလယ်လေးအဲ့လောကတွေတွေကိုငါတို့ပြစ်ထည့်လိုက်လို့ရတယ်ဒါနဲ့တော့မင်းတို့ကသူနဲ့တိုက်ခိုက်ရင်းသေးတယ်လားမင်းတို့ ကုန်နဲ့ယူနေတာပဲဖြစ်ရမယ်ဒီလိုဆိုပြီးတက်ချင်နေဆိုရင်လည်းငါမတားပါဘူးလို့ပြောနေပါတယ်အဲ့အချိန်မာကတ်ကြီးရဲ့စကားကြောင့်စာကြည့်တဲ့ခြေတရာကောင်လေးကိုတိုက်ခိုက်မဲ့ကောင်တွေကလည်းအနေငယ်တော့ညှိတက်သွားပြီးတော့ရုတ်တရက်ဆုပ်သလိုပဲဥဆောင်နေတဲ့ကောင်ကအခုမှခမရဘာရီလာအားနေပြနေတာလေတေကြီးပင်ရင်ကသူတယောက်တည်းနဲ့အထက်30နဲ့အထက်20ကိုရှင်းခဲ့တာမကောင်းဆိုးကဘောဆိုတာပုံမှန်လက်တည်းရဲ့အတိုင်းပဲဒါရီအားလုံးကထိတန်းကိအဖွဲ့ကြီး၅ဘွဲ့လုံးရဲ့လှည့်ခွက်တွေပဲတတလုံးထိတန်းအဖွဲ့ကြီး၅ဘွဲ့ကိုအမိနှက်ပြကျင်နေဆိုရင်တော့တွားလိုက်ကြလို့ပြောလိုက်ပါတယ်အဲ့အချိန်ခြေတရာကောင်လေးကတော့ မင်းတို့လူရီစီနေရပြီပြီလားကျက်တရာကောင်လေးကိုတတ်ဖို့ဦးဆောင်နေတဲ့ဟန်တာကလည်းဟုတ်တယ်မင်းကခွေးမသာမကောင်းဆိုးသွားကောင်မင်းတို့ကြွဆုပ်ကောင်ကိုရှင်းဖို့အတွက်ငါတို့လူ90နဲ့လုံလောက်တတ်တဲ့ပို့နေပြီလို့ပြောနေချိန်မှာပဲကျက်တရာကောင်လေးကတော့သူ့ရဲ့အစွမ်းနေနဲ့စာအုပ်တအုပ်ကိုဖွင့်မလို့လုံးနေခဲ့ပြီးတော့အားရောနာပါတယ်ငါကိုရန်ကသူများတွေရဲ့ယုံကြည်မှုပြည့်တတ်မဟုတ်ဘူးလို့ပြောကဒီကိစ္စကိုမင်းမဲမဲအဆုံးတက်လိုက်တော့မယ်ဆိုပြီးတော့စာအုပ်ကိုဖွင့်ပြီးအစွမ်းကိုတောင်းလိုက်တဲ့အချိန်မှာတော့ ကြီးမားတဲ့ရေပိုးရဲ့လက်တက်နေရထွက်လာပြီးတော့အဲ့ဒီဟန်တာအယောက်90လုံးဆွဲခေါ်သွားခဲ့ပါတယ်။ကိစ္စတွေအားလုံးရှင်းပြီးသွားတဲ့အချိန်မှာတော့ဒီစာအုပ်ထဲမှာကလူသားမျိုးနွယ်စုကိုကြံဆောင်စေပြီးတော့ဟွန်ဆရာတယောက်တည်းသာအသက်ရှင်ခဲ့တယ်လို့ပြောနေခဲ့ပြီးသူတုံးလိုက်တဲ့စာအုပ်ရဲ့ကဘာအချောင်းကိုရှင်းပြနေပါတယ်။အဲ့လိုရှင်းပြနေတဲ့အချိန်မှာကိုဝေနကတော့အရန်ကိုထိလိုက်နေခဲ့ပြီးတော့ကျေတာရခေါင်းကြီးကလည်းအခုမင်းတို့တွေကနောက်ဆုံးအဓိကဆက်ဆောင်ဖြစ်သွားပြီလို့ခန်းစားရပြီလားလို့မေးလိုက်ပါတယ်။အခုအချိန်မှာဆိုရင်တော့ Heritage အပါအဝင်ဟန်နာရီအကုံလုံးကလည်းစာအုပ်ပုံတွေပြင်နေမှာငုတ်တုတ်ကြီးထိုင်စိတ်ပြက်လက်ပြက်ဖြစ်နေကြပါတယ်။အဲ့ဒီအချိန် Heritage ကတော့ အစရဲကလူ90အဖေခံလိုက်ရတာတော်တော်ကြောက်စရာကောင်းတာပဲဒါပေမဲ့အခြေအနေကခြေတိုးနိုင်ဖို့ဆိုရင်စတိခံရမှုတွေဆိုတာမရှောင်မလွှဲနိုင်ဘူးမင်းတို့ရဲ့အနေနာခံမရမှုတွေကိုအမှတ်ရပြီးပြီးတော့ အထက်တွေချင်းတဲ့အခါမှာပိုပြီးကြိုးစားပါမယ်လို့ပြောနေပြီးတော့မတို့အာတင်တားကြမယ်လူတရာလောက်ဆုံးရှုံးသွားနိုင်တာကိုလူ90တဲဆုံးရှုံးလိုက်ရတာကံကောင်းတာပဲလေလို့ပြောနေခဲ့ပါတယ်။ Heritage ကတော့ AC လေးပဲ coffee လေးတောက်ကမင်းတို့ကောင်းနေလဲတစ်ခွက်လောက်တောက်ကြပါလားတော်တော်တောက်လို့ကောင်းနေလို့ပြောနေခဲ့ပြီးအဲ့အချိန်ကုန်ချာကတော့ Heritage ကိုအရင်ဆုံးဝါရကွဲစစ်စေးမှုကြီးမင်းရဲ့ပါဇက်ကိုပိတ်ထားတင်တယ်နော်မင်းပိုပြီးပြောလိုက်လေငါတို့ကစိတ်တက်ပူချရည်ပဲလို့ပြောလိုက်တဲ့အခါမှာတော့ Heritage ကဟာအဲ့လိုဆိုမဖြစ်သေးဘူးဒီလိုဆိုရင်တော့မင်းပြောတာကငါလက်ခံပြီးပါဇက်ပိတ်ထားပေးပါမယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်ကုန်ချာကလည်းမတက်ထားရလိုက်ပြီးတော့ အားလုံးအခုနားလည်သွားကြပြီလို့ထင်ပါတယ်။မတို့တွေကဒီကြက်တရားနဲ့အလင်းစလို့ရန်သွားဖြစ်လို့မရဘူး။အခုလက်ရှိမှာလုံနေတဲ့အကောင်ဆုံးအခြေအနေကစာကြည့်တဲ့ကောင်ဆောင်ပေးတဲ့ quest တွေကိုလိုက်နာလက်ခံရုံပဲရှိတယ်။အဲ့လိုပြောနေချိန်မှာခွန်ချရဲ့အတွေ့အထိမှာတော့ငါကတတရလူအဆင်ဝင်နေသူပြီးတော့တတရမြောက်စကားပြောအကောင်ဆုံးသူအားလုံးကငါ့ကိုအာရုံစိုက်နေဖို့လိုအပ်တယ်လို့တွေးနေခဲ့ပြီးတော့ခွန်ချလည်းစာကြည့်တဲ့ထဲမှာရှိနေတဲ့လူတွေအားလုံးကိုဒါပေမဲ့ quest အတိုင်းလိုက်လို့မတို့အလေးတာနေတာမျိုးလည်းမဟုတ်ဘူး။ အားလုံးတတိချာချာလေး quest window ကိုကြည့်ပေးပါလို့ပြောလိုက်ပါတယ်။အဲ့အချိန် Hunter ရဲ့ quest window ကိုကြည့်လိုက်တဲ့အခါမှာတော့တနည်းကိုနှစ်ပိုင်းတင်ပေးပါတနည်းကိုသုံးပိုင်းတင်ပေးပါဆိုတဲ့ view ရည်နဲ့ view ကတိုးလိုက်တာကွာလို့ပြောနေတဲ့တငယ်ချင်းတို့ကိုတွေးရှိရမှာပဲဖြစ်ပါတယ်။ကဲစတာပါ။ဘုံချာပြောတဲ့အတိုင် Hunter ရဲ့အားလုံးလဲ quest ရဲ့နောက်ဆုံးမိုင်အောင်ဖတ်လိုက်တဲ့အချိန်မှာတော့ရင်းဆုံးကဘာအောင်ဖျက်သိမ်းခံနိုင်ရတဲ့ပြက်ကတ်တွေရဲ့ကတစ်ခုကိုရွေးချယ်ပြီးအတွဲတစ်ခုကိုရွေးပါ။အဲ့ဒီလောကကြီးကိုကယ်တင်နိုင်မယ်ဆိုရင်ဒီလောကကြီးကအထက်နှစ်ဆနှစ်အဖြစ်စီးရင်တွင်းခံရလိမ့်မယ်။သို့တော့ quest မအောင်ရင်တော့အထက်နှစ်ဆနှစ်ကပွင့်လာမည်မဟုတ်ပါလို့ပြောနေပြီးတော့ဘုံချာကလဲအဲ့မှာတွေ့လာအရေးကြီးဆုံးအပိုင်းကဒုတိယကနေနောက်ဆုံးအထိစ စာကြောင်းရဲ့အတိတ်ပဲပဲအဲ့ဒီအတိတ်ပဲကိုနားလေကြလားငါတို့ကေတင်လိုက်တဲ့ကဘာလောကကိုမူတည်ပြီးတော့ဆုလက်ကပြောင်းသွားမယ်စိန်တွေအများကြီးထွက်တဲ့ကဘာတစ်ခုကိုကေတင်လိုက်ရင်အဲ့ဒီကဘာကြီးကငါတို့အထက်နှစ်ဆနှစ်ဖြစ်လာမယ်စိန်ဆိုတာဥပမာဘေးုံတက်တက်ပဲရှိသေးတယ်စားစရာရင်းနဲ့တခြားသိရင်ဇာတာတွေအများကြီးပေါ်ကျော်ရတဲ့လောကကဘာတစ်ခုလို့ဆိုကြပါလို့အဲ့လိုပြောလိုက်တဲ့အချိန်ကဝေနက်ကတော့လူတဦးချင်းစီရဲ့ဖူလုံမှုပြင်လောကစီရနဲ့ဘာအကူအညီမှမယူဘဲနဲ့ငါတို့စားစရာပြည့်စုံမှုကိုဖြည့်ရှင်းနိုင်နေမယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ဂုံချာနဲ့စာအုပ်တွေကိုခြင်နေပြီးအဲ့ဒါအမှန်ပဲလို့ပြောလိုက်ပါတယ်အဲ့အချိန်ဂုံချာကတော့စာအုပ်တအုပ်ကိုရုတ်တရက်ထောက်ဖွင့်လိုက်တဲ့အခါ ဟေးတည်ခြင်းပြင်သတိထားဆိုပြီး Viber သတိပေးနေပြီးတော့ဘုံချတက်ရောက်လဲဘာမှမဖြစ်သွားတော့ Viber လည်းဘာမှမဖြစ်ပါလားဆိုပြီးကြောင်သွားပါတယ်ဒီပေါ်မှာပြန်နေတဲ့ကျဲတရာကောင်လေးကတော့ဟုတ်တယ်လေ तू ကဘာမှဖြစ်မှာမဟုတ်ဘူးငါလုံနိုင်စွမ်းကိုအသက်မသွင်းထားသေး၍ဒီလိုပြက်ကိန်းတွေဟာတမန်စာအုပ်တွေနဲ့ဘာမှမထူကြဘူးထိလိုက်တဲ့နဲ့အနေရများလုံးနဲ့တားမြစ်စာအုပ်တွေကိုတော့လူတွေမမြင်အောင်လို့ငါဖွဲ့ထားပြီးသားပါလို့ပြောနေပါတယ်ဘုံချလည်းအဲ့ကြတော့ ကဲအားလုံးပဲအခုနားလည်သွားပြီလားလူစုပြီးစာအုပ်တွေကိုလိုက်ဖတ်ကြမယ်အဲ့ဒါကငါတို့အထက်ကိုရှင်းဖို့အကျိုးဖြစ်စေတယ်လို့တကယ်တမ်းမှလည်းရှင်းနိုင်မယ့်စာအုပ်တွေကိုပဲရေးထုတ်ဖို့လိုတယ်လို့ပြောလိုက်ပါတယ်ကဲဒီမမဝါလီရောဒီနေရာမှာပဲရန်နေပဲလေခင်ဗျာနောက်လာမယ့်အပိုင်းမှာတော့စာကြည့်တဲ့အချိန်မှာစာအုပ်တွေကိုဖတ်ကြည့်ပြီးတော့ဘလို့ကဘာပြက်ကင်းစာအုပ်တွေကိုရေးမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့ကြည့်ရှုအားပေးသူတူဦးတယောက်ချင်းရံကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ VPN ခမ်းမိကြည့်ပေးခဲ့တဲ့တငယ်ချင်းတို့လည်းအများကြီးချစ်ပါတယ်ကဲတက်တာဗျာနောက်မှပြန်လေးကြမယ်